သာမရကောင်းကင်နိုင်ငံနဲ့တည်ဆင်တဲ့မိသားစုတယောက်စတိုင်ကိုမင်္ဂလာနှစ်တည်လေးပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့၈ရက်ခုနလ2025အင်္ဂါနေ့ရက်နေ့တည်ခရနေ့တည်ထမသာမရဖျားသည်တင့်ကိုကောင်းကြီးပေးပြီးဆောင်မတော်မူပါစေသောသာမရဖျားသည်သင်၌မျက်နာတော်အလင်းကိုလွှဲ၍ကယူနာဂျေဇုပြုတော်မူပါစေသောသာမရဖျားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပြုတော်မူပါစေသောအာမင်ခြေရမိသားစုများဒီကနေ့ဤဖျော်ရဆာခရင်ငါခန့်ငယ်56ဆက်ခွန်ကိုအတူတူကစေချင်ခွာယူကြပါစို့ ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စင်စင်မြင့်မြင့်ကျင့်ဆောင်မြည်အကြောင်းတတိပြကြလောယခုနေ့ရဲ့ကာလသည်ဆိုးရွားသောကာလအချင်းကိုယူနေကြလောထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ပြိုင်းအလိုတော်ရှိရာကိုပိုင်းခြားရည်တည်သောသူဖြစ်ကြလောဟာလေလုယာခြေတယ်မိသားစုများကျွန်တော်တို့ဖယားသားသမီးတယောက်ရဲ့အသက်ထမှာလောကခဏတာလေးမှာအသက်ရှင်နေတဲ့အခါမှာပညာကိမဲ့ကဲ့သို့မဟုတ်ဘဲနဲ့ပညာရှိကဲ့သို့ တိတိကျကျစစ်စစ်မြမြချင်းဆောင်ဖို့တမကျန်တာတိုက်တွန်းထားတယ်။ပညာမဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေကသူတို့ရဲ့အသက်တာကရရှိရှိရင်းကိုဘာမှမကြည့်ဘူး။ကျုံကျုံသလိုဖြစ်ရှင်းလိုက်တယ်။အခုလက်ရှိမှာအစဉ်ပြေဖို့ပဲ။ကိုပောင်းဝင်ခြင်းအလူကြိုက်တယ်လို့ဖြစ်နေပါစေ။ကိုရဲ့အနာကဘာဖြစ်လို့ဆိုလဲမစင်သာဘူး။ဒါပေမဲ့ပညာရှိကြတော့စစ်စစ်မြမြကျင့်ဆောင်တဲ့အခါမှာကျတော့အနာကဘာဖြစ်မလဲ အနာဂတ်အတွက်အခုတည်းကဘယ်လိုလှုပ်ဆောင်ထားမလဲအဲ့ဒါကိုစစ်စစ်မြေမြေကျင့်ဆောင်ဖို့တဲ့တတိပြုပါနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတယောက်စတဲ့ရဲ့တကယ့်နေရာအမှန်အမြဲတမ်းနေရာမဲ့နေရာထောက်ရကောင်းနေမယ်ဆိုတော့ထောက်ရကောင်းနေနိုင်ငံဒါဖြစ်တဲ့အတွက်ကြောင့်သင်္ခါရလောကကြီးမှာနေတဲ့အခါမှာကျွန်တော်တို့ရဲ့တရားထမထောက်ရနိုင်ငံမှာငါဘာစုဆောင်ရမလဲအဲ့ဒီအသက်တာအတွက်ငါဘာတွေပြင်ဆင်ရမလဲအဲ့ဒီနေရာရောက်တဲ့အခါမှာအဆုံးတက်မဲ့အရာဘာလဲ အဲ့ဒါလေးကိုအသက်တာထက်မှတကယ်ပဲဆင်ခြင်မှုဖြစ်တယ်ဆိုတော့ဒါကြောင့်ကိုကျမ်းစာမှာပြောလဲဆိုတော့ကောင်းကင်မှာသင်တို့ကလက်ခံလက်တတ်သောအဆွေရှိစုကိုအတွင်းနဲ့မမြင်သောလောကီစည်းစိမ်ကိုသုံးဆောင်ပါဆိုတာနည်းနည်းဆက်ဆက်တယ်ဆိုတော့ဒီငွေကဥပမာဒီငွေဒီခွန်အားဒီအစွမ်းကလောကကြီးအတွက်ပဲသုံးမဲ့ဆိုရင်လောကကြီးမှာပဲပြီးသွားမယ်ဒါပေမဲ့ဖျားနိုင်ငံတော်အတွက်ထဲ့ဝင်မယ်ပေးဆက်မယ်ဆိုရင်ပေးအပ်မယ်ဆိုရင်ကျွန်တော်တို့အဲ့နေရာမှာကျွန်တော်တို့က ပြန်တွေ့ရမှာဖြစ်တယ်ထာဝရနိုင်ငံမှာပြန်တွေ့ရမယ်ထာဝရကောင်းကင်နိုင်ငံမှာပြန်တွေ့ရမယ်ဒါကြောင့်မလို့တမန်ကျမ်းစာမှာယခုနေ့ရက်ကဆိုးရွားတဲ့တို့ကြောင့်ကာလအချိန်ကိုရွေးနုတ်ပါချစ်တဲ့မိသားစုများဒီအချိန်ကာလကအရင်ဆိုးရွားတဲ့အခါမှာအချိန်မရွေးနုတ်တိုင်တော့အဲ့ဒီအချိန်နောက်ပဲကျွန်တော်ကမျောသွားမှာဖြစ်တယ်ဒါပေမဲ့ကာလအချိန်ရွေးနုတ်တတ်ပြီးဆိုရင်တော့ဒီနေ့ဒီနေ့တာဖခင်နဲ့အဆက်ပြုမယ်နေ့လေအထိဖခင်ရခင်နဲ့အတူသွားမယ်ညနေမှလည်းဖခင်ရဲ့ကြီးစုတော်နဲ့အတူသွားမယ်အဲ့ဒါလေးကိုကျွန်တော်တို့ရဲ့တရားမှာဆင်ခြင်လို့ရမှာဖြစ်တယ် ဒါကြောင့်မလို့တတိမရှိတော့သူမဖြစ်ဘဲနဲ့သခင်ဖျားရဲ့အလိုတော်ရှိရဖို့ပိုင်းခြားပြီးတည်တော်သူဖြစ်ဖို့အမြဲတမ်းအရေးကြီးပါတယ်။ချစ်တဲ့မိန်းဆွေများသခင်ယေရှုခရစ်ကြွလာဖို့နီးတဲ့နီးနေပြီဖြစ်တယ်။လောကအခြေအနေတွေကတဖြည်းဖြည်းဆူလာပြီ။တုံ့လို့မှုတွေ၊ခြောက်ချမ်းမှုတွေအမြဲမြဲဖြစ်လာနေပြီ။အဲ့လိုဖြစ်နေတဲ့အရာအပေါ်မှာကျွန်တော်တို့ရဲ့အသက်တာထမဆင်ခြင်ပြီးတော့မှသခင်ဖျားလာခေါ်ဖို့နီးပြီဖြစ်တဲ့အတွက်ကြောင့်ငါရဲ့အသက်တာထမလောကအရာတွေနဲ့ပဲပျော်မှုခြင်းမဟုတ်ဘဲနဲ့တကယ်သာဝရ အရာဘုရားသခင်အလိုတော်ရှိတဲ့အရာကိုသိပြီးတော့မှအသက်တာထမကျင်လည်လိုက်ရှောင်းခြင်းအဖြစ်လက်တွေလွတ်ဆောင်ခြင်းအဖြစ်တကယ်ပဲသခင်ဖျားအလိုတော်ရှိအောင်ပိုင်းခြား၍တည်တော်သူအသီးသီးဖြစ်ဖို့အတွက်နှုတ်ကပတော်အဖြစ်မြတ်တဲ့နေဝင်ကားတဲ့တင့်ကိုဘုရားသခင်တန်၍ကောင်းချီးပေးပါစေအာမင်